2025မှာမချမ်းသာခြင်းဆိုလို့ရှိရင် crypto quiz ဒီနောက်ကိုအလိုက်ပါနဲ့ချမ်းသာခြင်းတော့လိုက်လို့ရပါတယ်ဘလို့လိုက်ရမလဲဒီဗီဒီယိုမှာကျွန်တော်ပြောပြပါမယ် what are quiz quiz ဆိုတာဘာကြီးလဲ crypto quiz ဆိုတာကြောင့်ကျွန်တော်တို့ bitcoin ethereum ဒါမှမဟုတ်တခြား crypto currency တွေကိုအများကြီးကိုကင်ထားတဲ့ investor တွေကိုခေါ်တာဖြစ်ပါတယ်သူတို့က buy sell order အကြီးတွေဝင်ပြီး crypto ဈေးတွေကိုထိုးတက်အောင်ဒါမှမဟုတ်ထိုးကြအောင်လုပ်နိုင်လည်းရှိပါတယ် တော်တော်များများဒီလို crypto ဝေးတွေနောက်ကို live ပြီးတော့ trading အပြင် အမျက်တွေအများကြီးရနိုင်လိမ့်မယ်လို့ထင်ကြပါတယ်တကယ်ကြအဲ့လိုမလွယ်ပါဘူးတကယ်လို့ဟာမှာဒီ crypto ဝေးတွေလှုပ်ရှားမှုတွေလေ့လာပြီးတော့မှ market ကိုကြိုတင်ခံမှန်းမှုစ조사มาဖြစ်ပါတယ်ကဲဒီတော့ဒီ ways တွေ market ကိုဘယ်လိုထိန်းချုပ်တယ်လဲတို့မှီပြီးဘယ်လိုပတ်စံရှာမလဲဆိုတာကိုဒီ video မှာလေ့လာကြည့်အောင်အရင်ဆုံးတို့ price ကိုဘယ်လို control လုပ်တယ်လဲ ဘလို့ထိကျုပ်တယ်လဲဆိုတာကိုပြောပြပါမယ်ခရစ်တိုကာရန်စီတစ်ခုဥပမာ Bitcoin ဒါမှမဟုတ် Ethereum ကို ခရစ်တိုဝေးတယောက်က buy order ဒေါ်လာတန်ပေါင်းများစွာဘူးတင်လိုက်လို့ရှိရင်ကျွန်တော်တို့ demand တွေတက်လာပြီးတော့အဲ့ဒီ crypto ရဲ့ဈေးကိုတက်သွားစေပါလေအဲ့လိုပဲဒေါ်လာတန်ပေါင်းများစွာဘူးအယောင် order sell order တင်လိုက်လို့ရှိရင် supply တွေအများကြီးဝင်လာပြီးတော့ အဲ့ crypto ရဲ့ဈေးကိုကျသေးပါတယ်။နောက်တစ်ခုကဝေးစင်မှာကျွန်တော်တို့မသိနိုင်တဲ့သတင်းတွေ data တွေအချက်အလက်တွေ research တွေဒါတွေရှိနေတာမို့လို့တခုခုဆိုရင်စောစောသိရပြီးတော့မှစောစော action ယူနိုင်တာလည်းရှိပါတယ်။ဒါကြောင့် share တော့ market bull run တွေထဲမှာဝေးစင်ရလဘောင်းများစွာကြိုပြီးတော့မှ crypto တွေကိုကြိုစုထားတဲ့တာတကတွေရှိခဲ့ပူပါတယ်။ဒီလိုပတ်တန်တွေကိုထွက်လွှတ်ထားခြင်းအပြင်သူတို့လိုပဲ share နေကြိုဝင်နိုင်ပြီးတော့မှ bull မလာခင် ဒီ crypto တွေကိုကြိုပြီးတော့စုထားနိုင်တဲ့အခွင့်အရေးကြားနိုင်ပါတယ်။နောက်တစ်ခုကကိုင်းဆေးက market ကိုလှည့်စားရလည်းရှိပါတယ်။ဘာလို့လှည့်စားလဲဆိုလို့ရှိရင်ကျွန်တော်အမြတ်များများရဖို့ပါ။တို့လှည့်စားတဲ့ပုံစံတွေက pump and dump ။ကိုင်းတစ်ယောက်က crypto တစ်ခုကိုအများကြီးဝယ်လိုက်တယ်။ market ထဲကို demand တွေဝင်လာတဲ့ကြောင့်မလို့ crypto ဈေးကတက်သွားတယ်။အဲ့မှာ retail trader, diamond trader တွေကလည်းအဈေးတက်ပြီးဆိုပြီးတော့လိုက်ပြီးတော့ဝယ်ကြတော့ ဲ့ဒီ crypto တွေကိုပတ်စံနေအများကြီးဝင်လာတယ် crypto ဈေးအမြင့်ကိုရောက်ပြီဆိုမှအဲ့ဒီဝေကသူ့မှာရှိသမျှ crypto အကုန်လုံးကိုကျောင်းချပြီးတော့မှအမြတ်တွေအကုန်ထုတ်သွားတယ်အဲ့ဒီအတွက်အဲ့ crypto ရဲ့ဈေးနှုန်းဒီအောက်ကို dump ပြုတ်ကျသွားတယ်ဒုတိယအနေနဲ့ကတော့ fake sale walls လို့ခေါ်တယ်ဝေးတယောက်ကအယောင်း order sale order အကြီးတစ်ခုတင်လိုက်တယ်အဲ့ဒီမှာ retail trader တွေက lend ပြီးတော့ ို့မှာရှိသမျှခရစ်တိုတွေအကုန်လုံးကိုဈေးကြမှာဆိုလို့အကုန်ရောင်းပြလိုက်တယ်တကယ်ရောင်းလိုက်တော့တကယ်ဈေးကြပါတယ်အဲ့တော့ကြမှာအောက်မှာအကျဈေးနဲ့ပြန်ပြီးတော့ဝယ်ယူတာဖြစ်ပါတယ်နောက်ဒီနေ့ကတော့ stop loss handling မှာကျွန်တော်တို့ trader တွေရဲ့ stop loss တွေရှိတဲ့နေရာကို price ကိုရွှေ့စေပြီးတော့မှ stop loss order တွေကိုပွင့်စေပြီးတော့ retail trader တွေရဲ့ liquidation ကနေပြီးတော့ရလာတဲ့ဈေးပေါ်တဲ့ crypto တွေကိုပြန်ပြီးတော့မှဝယ်ယူတာဖြစ်ပါတယ်။ Okay အဲ့ဒါတို့ရလှုပ်ရှားမှုတွေကိုကျွန်တော်တို့ဘယ်လို live ပြီးတော့ track လုပ်နိုင်မလဲ။ပထမအနေနဲ့ကတော့ on-chain data ကိုတုံးတာပါ။ Quay တွေရဲ့ဘိုလ်လျောမှုတွေကို live နိုင်တဲ့ Quay Alert, Nansen နဲ့ Look on-chain ဆိုတဲ့ platform တွေကိုတုံးနိုင်ပါတယ်။ဒုတိယအနေနဲ့က Quay exchange wallet တွေကိုစောင့်ကြည့်ခြင်းပါ။ Quay တွေကတို့ရ crypto တွေကို Binance လို့ on-chain wallet တွေကနေပြီးတော့ဆွဲထုတ်သွားပြီးတော့ကို wallet ထဲကို ထည့်ပြီဆိုလို့ရှိရင်ဒါဒီလောင်တန်းကင်မှာဖြစ်ပါတယ်အဲ့ဒီအခါမှာရေရှည်ဘူရန်လိုမျိုးဘူရန်မျိုးတွေလာနိုင်ပါတယ်အချိန်ဝါလက်ထဲကိုခရစ်တိုတွေကိုပြန်ချွေပြီဆိုလို့ရှိရင်တော့ potentially ရောင်းဖို့ဖြစ်နိုင်ပါတယ်ဒါဆိုရင်ဈေးတွေကျနိုင်ပါတယ်တတိယအနေနဲ့ကတော့ derivatives data တွေကိုလေ့လာတာဖြစ်ပါတယ် Binance ရဲ့ future တွေက funding rate နဲ့ open interest တွေကိုလေ့လာခြင်းအပြင်ကိုယ်တွေက leverage ကိုတုံးပြီးတော့မှ manipulate လုပ်တာကိုသိနိုင်ပါတယ်နောက်ဆုံးနေ့ကတော့ Arkhan လို့ tool တွေကိုတောင်းတာဖြစ်ပါတယ်။ဒီ Arkhan ဆိုတဲ့ platform မှာကျွန်တော်ဝေးတွေနဲ့ထင်ရှားတဲ့ပုံကိုယ်တွေရဲ့ wallet address တွေကိုမှတ်သားထားတာရှိပါတယ်။အဲ့ဒီ address တွေကို track လုပ်နေခြင်းအပြင်တို့တွေဝေးရွှေ့ပြောင်းမှုရှိတဲ့အခါမှာကျွန်တော်တို့စီကို alert တွေဝင်ပြီးတော့မှကျွန်တော်တို့ကြိုပြီးတော့တင်နိုင်ပါတယ်။ဒီ platform တွေကိုတုံးပြီးတော့မှတို့ရဲ့ပုံချင်းလှုပ်ရှားမှုတွေတို့ရဲ့ငွေလွှဲပြောင်းမှုတွေကိုလေ့လာနိုင်ပါတယ်။အားလုံးအချို့ပြောမယ်ဆိုရင်ဇန်နဝါရီလအဖြစ်ဝေးတွေရဲ့ငွေလွှဲပြောင်းမှုတွေတက်လို့ရှာရှာဖြစ်လာပြီဆိုရင် market ထဲမှာအရွေးတစ်ခုဖြစ်ဖို့အချိန်တန်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ crypto တွေကိုစုတင်တာစုကျောင်းတင်တာရောင်းလုပ်ဖို့အချိန်တန်ပါပြီ။ပွဲလှုပ်ရှားမှုတွေအပြင်ပြင်ပသတင်းတွေလာမဲ့ event တွေနဲ့တိုက်ဆက်ပြီးတော့မှဆုံးဖြတ်နိုင်ပိုကောင်းပါလေ။အရှိမပြောခဲ့တဲ့ tools တွေအသုံးပြုနည်းတွေကိုတော့ DBS crypto channel မှာနောက်ကြရင်တင်ပြတော့မှာမလို့ channel ကို subscribe မလို့ရသေး subscribe လေးတွားလို့ပေးကြပါဦး။နောက်ဆုံးမှာကျင်တာကတော့ ကျွန်တော်တို့ကဝေးတွေနောက်ကနေလိုက်မယ်ဆိုလို့ရှိရင်တခြား trader တွေလိုပဲကျွန်တော်တို့နောက်ကျနေဦးမှာပါ။ဘာလို့လဲဆိုတော့ဝေးတယောက်ကဝယ်တဲ့သတင်းထွက်ပြီဆိုလို့ရှိရင်အဲ့ဒါဒီနောက်ကျသွားပါပြီ။ဘာလို့လဲဆိုတော့တခြား trader တွေကလည်းကျွန်တော်တို့လိုပဲသတင်းကိုသိပြီးတော့လိုက်ပြီးဝယ်ထားပြီဖြစ်လို့ဈေးတည်တက်နေနေပါပြီ။ဝေးတွေအလုံးလုံးခင်မှာအရှိမကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုကြည့်ပြီးတော့ track လောက်ထားနိုင်မယ်ဆိုလို့ရှိရင် crypto တွေကိုကြိုတင်ခံမှန်းပြီးတော့ကြိုတင်ရောင်းတာဝယ်တာမျိုးလောက်ထားနိုင်မှာဖြစ်ပါတယ်။အဲ့လိုလောက်တာကတော့အကောင်းဆုံးပါပဲ။ဒါဆိုရင်တော့ ဖတိုဝေးတွေနောက်ကိုလိုက်ပြီးတော့ရောင်းဝယ်လုပ်ဖို့အတွက်ကိုနောက်ဆုံးလိုအပ်တဲ့တစ်ခုကိုပြောမှာဖြစ်ပါတယ်အဲ့ဒါကတော့ lifetime 10% trading fees discount ရမယ် finance account တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ description မှာပေးထားတဲ့ link အနေနဲ့ဝင်ပြီးတော့မှဒီမှာပေးထားတဲ့ referral code နဲ့ account ဖွင့်မယ်ဆိုလို့ရှိရင် lifetime 10% trading fees discount ရတဲ့ finance account တစ်ခုရမှာဖြစ်ပါတယ် referral code ကို description ထဲမှာလည်းရေးထားပေးပါမယ် ီတိပြေးအောင်ကြည့်ပြီးတော့မှ like တွေ subscribe တွေလုပ်ပြီးသွားပြီဆိုတော့ကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ